တရက်မှာစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး16ဦးသေဆုံးခဲ့ပါတယ်။တရက်မျိုးကအင်အား30ခန်းပါစစ်ကောင်စီစစ်ကြောင်းနဲ့ကံမားမျိုးနဲ့ရေနံတောင်ရေကင်းစခန်းကစစ်တပ်ရဲအင်အား40ခန်းပါစစ်ကြောင်းတို့စစ်ကြောင်းထွက်လာတဲ့ချိန်မှာကြားဖြတ်တိုက်ခိုက်ခံရတာဖြစ်ပြီး16ဦးသေဆုံးခဲ့ပါတယ်။အဲဒီစစ်ကောင်စီရဲ့စစ်ကြောင်းတစ်ကြောင်းဟာမနေ့ကဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းကစပြီးတရက်ကံမလမ်းမအတိုင်းနှစ်ဖက်ညက်ပြီးစစ်ကြောင်းထွက်လာကြတာဖြစ်ပါတယ်။ မနက်9:00နာရီလောက်မှာကမ္ဘာရေနတ်သားစခန်းကထွက်လာတဲ့အင်အား၄၀ခန့်မှာစစ်တပ်စစ်ကြောင်းကိုကမ္ဘာမြို့နယ်နမီတော်ကြီးရွာအနီးမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ကစောင့်ကြိုတိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုကိုတရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမှတ်လေးတက်ရင်တက်ခွဲ၃ကအတင်းဆောင်ကြိုမိုင်းခွဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်တိုက်ပွဲဖြစ်ပွားချိန်၅မိနစ်အတွင်းမှာမိုင်းခွဲနဲ့ဝင်လာတဲ့စစ်ကောင်စီတပ်သား6ဦးခန့်တိုက်ဆုံးခဲ့ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့အထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့တရက်ခရိုင်အမှတ်လေးတက်ရင်ကထုတ်ပြန်ထားပါတယ် တခိုင်မှုပြီးမှတော်လိုင်းတက်ဖွဲ့တွေဆုတ်ခွာသွားချိန်မှာတော့အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကတရက်ကံမှလမ်းပိုင်းအတိုင်းဆက်လက်ဆင်ကြောင်းထိုးခဲ့ပါတယ်။တရက်ကံမှလမ်းပိုင်းမှာရှိရထိုင်းဖြူကျေးရွာနဲ့ရရင်ကြီးကျေးရွာအရောက်မှာလည်းဒေသခံပြည်သူတွေရဲ့နေအိမ်တွေကိုဖောက်ထွင်းမွေနောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်စစ်တပ်စစ်ကြောင်းကနေ့လယ်၁၂နာရီလောက်မှာတရက်မြို့နယ်ဆက်တောင်ကျေးရွာနားကိုရောက်ရှိလာပြီးနောက်ထပ်အစ်တနေရယူထားတဲ့တရက်ခင်ကအမှတ်လေးတည်ရင်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တရက်ခရအမှတ်လေးတရင်မိုင်းတဆိတ်ကအနီးကဆောင်ကျူတိုက်ခိုက်ခဲ့ရမှာတိုက်ပွဲဖြစ်ပွားချိန်မိနစ်30အတွင်းစစ်ကောင်စီဘက်က10ဦးသေဆုံးခဲ့ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။တိုက်ခိုက်မှုတွေအပြီးမှာတော့တိုက်ခိုက်ခံလာရတဲ့စစ်ကောင်စီစီကြောင်းကတရက်မျိုးကထွက်လာတဲ့စီကြောင်းနဲ့ပူးပေါင်းခဲ့ပါတယ်။အဒီနာစစ်တောင်ကြီးရွာဖုံးကြီးကျောင်းအနီးမှာလက်နက်ကြီးတပ်ဆင်ပြီးတိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ကိုပြစ်ခတ်ခဲ့ပါတယ်။တရက်ကံမလမ်းမဟာတိုက်ပွဲဆက်ဖြစ်နိုင်တဲ့အတွက်ခရီးသွားပြည်သူတွေအနေနဲ့တတိပြုသွားလာဖို့တရက်ခံရအမှန်လေးတည်ရင်ကထုတ်ပြန်ထားပါတယ်။